စကားအမှားပြောတာ မပြောမိအောင်ကလေးရှိမှတခုခုဟိုစကားအပြောဆိုအနေထိုင်အဲအသွားလာပေါ့နော်အဲ့အဲဟာတွေကိုတော်တော်များများဒါစင်ကျင်ပြီးတော့နေရတဲ့သဘောပေါ့နောက်တာပြောင်းတာပဲဖြစ်ဖြစ်အဲ့လိုမလုံးမိအောင်တော့ကျွန်တော်တို့ကတက်နေကြကြိုးစားပြီးနေတယ်ပေါ့ကလေးကအမှတ်တာအယမ်းမြန်လို့ဟုတ်အယမ်းမြန်တယ်ဟုတ်လက်ရဲ့လက်ရှိကိုယ့်ရဲ့ generation တွေပေါ်မှာပဲဒီလိုမျိုးပဲကျွန်တော်တို့ကဟိုအမှုပညာအမွေတော်လကောင်းဒါမှမဟုတ်လည်းအတွေ့အကြုံ share တာဆိုလကောင်းပေါ့နော်ဒါဒီလိုမျိုးကျွန်တော်တို့ကအာ now ဖြစ်လာတဲ့ generation တခုပေါ်မှာကိုဖြတ်တန်းခဲ့တဲ့အချိန်တွေနဲ့ရင်းပြီးတော့ရခဲ့တဲ့အတွေ့အကြုံတွေကိုအာမျှဝေမှုတဲ့အတွက်ကြောင့်မလို့ဒါ Jesus ရှိခဲ့တဲ့လူတွေလို့လည်းပြောလို့ရကောင်းရမှာပေါ့လေဆိုတော့အဲ့ဒါကြောင့်မလို့လည်းဒါကတော့ကျွန်တော်မြင်ပါတယ်ဗျအာ Jesus တင်ပါတယ်နောက် ကဲ့ပါဒါဟောဘောတကယ်တွေးကြည့်ရင်တော့7နှစ်ရှိသွားပြီဆိုပေမဲ့မနေ့တနေ့ရလိုပဲပေါ့နော်ဆိုတော့အားပြပေးကျွန်တော်တို့ဒီအမှုပညာဖန်တီးမှုအပေါ်မှာလည်းအလေးထားပြီးတော့မှအာဒီအာဒီဖိတ်ကြားပေးတဲ့အတွက်လည်းကျေးဇူးတင်နေပေါ့နော်နောက်ပြီးတော့ဒီ from bangkok to mandalay အဲအဒီ guest တွေနဲ့ပဲပြန်ပြီးတော့ဒီနေရာမှာပြန်ဆုံတွေ့ကြရတယ်အရင်တော့အကြောင်းလေးတွေလည်းပြန်ပြီးတော့ကျွန်တော်တို့ဟောပြောပြောဖို့အတွက်အခွင့်အရေးရတယ်ပေါ့နော်ဆိုတော့ အမတ်တရားဖြစ်စီခဲ့တဲ့နေ့တနေ့လည်းဖြစ်တယ်လို့ဒီ Lady Grey Diamond Land ကလည်းကျွန်တော်တို့ဒါဆယ်နှစ်ပြည့်ခါလေးလေးပေါ့နော်ဒါကျွန်တော်တို့ဟို From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားရိုက်တဲ့အချိန်နဲ့အတိတ်မကွာဘူးပေါ့နော်ဒီလပိုင်းလောက်ပဲအဲတီတလာထဲမှာပဲဖြစ်တာဆိုတော့ဒါမမရရဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီ From Bangkok to Mandalay ကတိုးဆောင်လေးကို သိကြရတယ်လို့လည်းကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လူပညာပေါ်မှာလည်းဒီလိုမျိုးအလေးထားပြီးတော့ခံစားပေးတယ်ပြီးတော့ဒီလိုမျိုး Didi Grace ရဲ့ပေါ့နော်ဒါ၃စိမ်မြောက်ပေါ့နော်ဒါ၁၀နှစ်အတွင်းမှာ၃စိမ်မြောက်ဖွင့်လှစ်နိုင်တဲ့အတွက်လည်း congratulation လို့ပြောချင်ပါတယ်ခင်ဗျာအဲဘလို့ complete တော့လေဟိုအဓိကတော့ထိမ့်သိမ့်မှုပေါ့လေဒီလိုကျွန်တော်တို့လည်းကျွန်တော်တို့ အမှုပညာပုံမှာလည်းတံပိုးထားတဲ့အမှုပညာကိုခံစားတဲ့တိရစ္ဆာန်ဟိုပရိသတ်တွေပုံမှာလည်းအဲတံပိုးထားတဲ့အနေနဲ့ကျွန်တော်တို့ရဲ့ဖြစ်တည်မှုလေးတွေကိုပါထိမ့်သိမ်းတဲ့အခါကျတော့ပရိသတ်ကိုတံပိုးထားရလဲရောက်တယ်ဆိုတဲ့သဘောမျိုးပါပဲကျွန်တော်တို့ကနောက်ပြီးအဓိကတော့အာကျွန်တော်တို့ကဒါပြုံးဆောင်နေနေလဲထိမ့်ကိုထိမ့်သိမ်းရမယ်အရာတစ်ခုလို့လည်းမြင်အာကျွန်တော်တို့ဟာပါဘောနော်ဟို from account to ဖွဲ့နဲ့တော့တိုင်ပင်ထားတာတော့မရှိဘူးပေါ့နော်အရင်တုန်းကတော့ကျွန်တော်တို့ပြောခဲ့ပူတာတော့ရှိတယ်ဒါပေမဲ့ထပ်ပြီးတော့ကျွန်တော်တို့ဟိုစီစဉ်ထားတာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီဆဆိုင်တို့ကစ်ကစ်တို့ကျွန်တော်တို့ကတော့ဟောပေါ့နော်နောက်ထပ်လူပညာဆောင်တည်မှုတွေပေါ့နော်အာဒါလောက်ကိုစဉ်းစားထားရည်လည်းရှိတယ်ပေါ့နော်ပြောနေတဲ့အားမျိုးတွေလည်းပြောလဲစလေးတွေလည်းရှိပါတယ် ဒီကတော့ဒါ Lady Grace ကလည်းစိုးစိုးကလည်းပြောသွားတယ်ပေါ့နော်သူကလည်း online ကနေပြီးတော့မှထိုးပေါက်လာခဲ့ရဆိုတော့ဒါဟိုဟာခင်းနဲ့အညီလဲဟိုဘယ်လိုပြမလဲဒီဒီထိုးပေါက်မှုကခင်းနဲ့အညီလျော်ညီတဲ့အဲဒီဘယ်လိုခေါ်မလဲဆိုတော့လေအဲဖန်တီးမှုတွေရှိတယ်ခင်းနဲ့လျော်ညီတဲ့အဲ quality design တွေပေါ့နော်ဆိုတော့ဟိုကမ္ဘာအဆင့်မီလက်ဝဲရည်နာတွေကိုအဓိကဦးစားပေးပြီးတော့ဒါထုတ်လုပ်နေရလို့လည်းကျွန်တော်ပြရတဲ့အတွက်ကြောင့်မလို့အများကြီးကုန်ယူပါတယ်လို့လည်းပြောချင်ပါတယ် အဲဒါကတော့ကျွန်တော်တို့ဒါရိုးရာယဉ်ကျေးမှုရသလိုကောင်းပေါ့နော်ဒါမိမိရဲ့ video ခလာပေါ့ကျွန်တော်တို့ကဒါအစဉ်အဆက်ကျွန်တော်တို့ယဉ်ကျေးမှုလေးတစ်ခုကိုထိမ့်သိမ့်တဲ့သဘောအနေအထားလည်းဖြစ်တယ်လို့အာဒါအခါကြီးရဲ့ကြီးတွေမှာကိုယ့်ရဲ့ကျေးဇူးရှိခဲ့မှုတဲ့လူတွေပေါ်မှာလည်းဒါကာရဝတရားထားပြီးတော့မှဒါလာရောက်ကြောရဲဆိုတာမင်္ဂလာတရားနဲ့လည်းကြီးတယ်ဒါပေမဲ့ကြီးညိုးစရာလည်းကောင်းတယ်ပေါ့နော်အဲဆိုတော့အားဖြင့်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီတက်တဲ့လက်ရောက်ပေါ့နော် အာဒီ၄၀ကျော်တန်းလောက်ကိုရောက်လာတဲ့အချိန်မှာအာဒီလိုမျိုးကိုပုံဟိုလည်းရဲ့လက်ရှိကိုရဲ့ generation တွေပေါ်မှာပဲဒီလိုမျိုးပဲကျွန်တော်တို့ကဟိုအမှုပညာအမွေတော်လည်းကောင်းဒါမှမဟုတ်လည်းအတွေ့အကြုံကို share တာဆိုလည်းကောင်းပေါ့နော်ဒါဒီလိုမျိုးကျွန်တော်တို့ကအာနောက်ဖြစ်လာတဲ့ generation တစ်ခုပေါ်မှာကိုဖြတ်တန်းခဲ့တဲ့အချိန်တွေနဲ့ရင်းပြီးတော့ရခဲ့တဲ့အတွေ့အကြုံတွေကိုအာမျှဝေမှုတဲ့အတွက်ကြောင့်မလို့ဒါကျေးဇူးရှိခဲ့တဲ့လူတွေလို့လည်းပြောလို့ရကောင်းရမှာပေါ့လေ ဆိုတော့အဲ့ဒါကြောင့်မလို့လေဒါကတော့အဲ့လိုကျွန်တော်မြင်ပါတယ်ဗျ။အာကျေးဇူးတင်ပါတယ်။နောက်တစ်ခုကကြတော့ဒီအစီအလာလေးတွေကတော့ဒါမြန်မာယူရရင်ခြေမှုဒီလေထုံနှန်းစင်တာမှာအင်မတန်မှဒါချီးနှူးစရာကောင်းတဲ့အခိုက်အတန့်လေးတစ်ခုလို့ပြောလို့ရတယ်။ကောင်းတဲ့လေးထားလေးတွေပဲ။ကောင်းတဲ့လေးထားလေးပေါ့ဟော။ဒီအလေးတွေကတော့မပြောက်ပြောင်းတာထိတ်သိမ်းတင်တဲ့အလေးထားလေးပဲ။အဟောအဒီကတော့ဟိုဘလူးခွန်မလဲဆိုတော့အရင်တော့ကတော့ကိုရီးယားကတော့တဲ့အချိန်မှာ အာဟိုဒီလိုမျိုးကို့ဆုလက်တွေပေးတယ်အဲနောက်ပြီးတော့ဒီကရော့ခံတဲ့အချိန်မှာကို့အပေါ်မှာဆုတောင်းပေးတယ်ဆိုလို့ရှိရင်လေးလေးနက်နက်နဲ့ခံယူတတ်တယ်ပေါ့နော်အဲ့လိုခံယူမှုတွေခံယူတဲ့အချိန်မှာလည်းစိတ်ထဲမှာအဲကိုဖြစ်ချင်လာတဲ့စိတ်အဲ့လိုမျိုးဆုပေးလိုက်တဲ့အချိန်မှာပေးတဲ့ဆုအပေါ်မှာ မဖြစ်အောင်မဖြစ်ဖြစ်အောင်လုပ်မယ်ဒီလိုမျိုးဟိုဒါကိုဖြစ်ကိုဖြစ်ရမှာပါလားဆိုတဲ့အတွေးတွေအများကြီးဝင်နေပေါ့နော်အဲ့တော့ စုပေးတဲ့အချိန်တိုင်းမှာလူကြီးသူမတွေစုပေးတဲ့အချိန်တိုင်းမှာအဲ့စုအပေါ်မှာကျွန်တော်တို့ကခံယူရအောင်ကြိုးစားတယ်နောက်ပြီးတော့အဲ့စုတိုင်းဖြစ်ပေါ်လာနိုင်အောင်ပေါ့နော်ကြိုးစားရတယ်ပေါ့အဲဆိုတော့အဲ့လိုပါပဲကျွန်တော်တို့ဟိုစုပြန်ပေးရတဲ့အချိန်မှာလည်းအဲလူကြီးသူမအစိုးမတွေအပေါ်မှာအခြေခံပြီးတော့မှဖြစ်ပေါ်နေတဲ့အခြေအနေအချိန်အခါပေါ်မှာပေါ့နော်အဲကျွန်တော်တို့ကထင်ဟပ်အောင်ပေါ့နော်နောက်ပြီးတော့သူတို့ခံယူနိုင်တဲ့အဲအင်အားခံယူနိုင်တဲ့အဲအချိန်မှာ ူတို့စိတ်ထဲမှာအတွေးတစ်ခုရွာသွားအောင်အာဒီဘလို့ခေါ်မလဲဆိုတော့လေအင်အားတစ်ခုဖြစ်သွားအောင်အာနောင်လာမဲ့အဲဒီအနာဂတ်မှာဒီထက်မကအလုပ်ပေါ်မှာရောအမှုပညာပေါ်မှာရောအာနောက်ပြီးတော့ဒီအဲဘလို့ခေါ်မလဲဆိုတော့တက်ကြီးရွေကြီးတွေပေါ်မှာရောနောက်ပြီးတော့ကိုယ့်ရဲ့ဒီထားရမယ့်စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စုပို့ပြီးတော့စုပေးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအခိုက်အတန့်လေးတွေကကြာတော့ရမ်းကြည့်နူးစရာကောင်းတယ်လို့ ဟိုဘယ်လိုခေါ်မလဲဆိုတော့တယောက်နဲ့တယောက်ပေါ့နော်ဒီရိုးရာယဉ်ကျေးမှုပုံမှာအမိပြုပြီးတော့မှအဲဆုံးမတုံတင်ရတယ်ဆိုတာဒါရိုးရာယဉ်ကျေးမှုအရန်ရှိစရာကောင်းတဲ့ရိုးရာယဉ်ကျေးမှုလည်းဖြစ်တယ်လို့အဲ့ဒီအဲ့ဒီ delay လေးအပေါ်မှာလည်းကျွန်တော်တို့အနေနဲ့ဒါတံပိုးထားမှုတစ်ခုဟိုရှိနေတယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ကလေးကတော့ဘယ်လိုခေါ်မလဲဆိုတော့ဘယ်လိုမျိုးပေါ့နော်သူကတော့လမ်းကြောင်းပေးတဲ့အနေထားလောက်ပဲရှိတာပေါ့ဆုံးမသွန်သင်လို့ရတဲ့အနေထားမျိုးတော့မရောက်သေးဘူးပေါ့လေဒါမဲ့သူကဟိုမှတ်တော့မှတ်တတ်နေပြီပေါ့နော ုံးနှစ်ထဲကိုဝင်နေပြီဆိုတော့စရရမှတ်တက်နေပြီဒါမိဘဆိုတာကတော့ဒါအတုမြင်တတ်တယ်ပဲလေမိဘကိုပတ်ဝန်းကျင်မှာကလေးတွေကဟိုစကားအမှားပြောတာမပြောမိအောင်ကလေးရှိမှတခုခုဟိုစကားအပြောဆိုနေထိုင်အဲအသွားလာပေါ့နော်အဲ့ဒီအဲဟာတွေကိုတော်တော်များများဒါစင်ကျင်ပြီးတော့နေရတဲ့သဘောပေါ့စင်ကျင်ပြီးတော့နေရတဲ့သဘောဆိုတာအဲ့လိုမျိုးအမှားမလုံးမိအောင်တော့ အတတ်နိုင်ဆုံးကျွန်တော်တို့ကဒီကလေးတွေရှိမှဟိုစကားပြောဆိုရအစပေါ့နော်သူကဟိုနောက်တာပြောင်းတာပဲဖြစ်ဖြစ်အဲ့လိုမလုံးပြအောင်တော့ကျွန်တော်တို့ကအတတ်နိုင်ဆုံးကြိုးစားပြီးနေတယ်ပေါ့ကလေးကအမှတ်တာအရင်မြန်လို့ဟုတ်အရင်မြန်တယ်ဟုတ်ဟာအမှတ်တရစူတောင်းစကားပြောရမယ်ဆိုလို့ရှိရင်ဒါဆယ်နှစ်ဒါအချိန်ကာလအတွင်းမှာဒါကိုပိုင်ပေါ့နော် generation မရှိဘဲနဲ့ဒါကိုပိုင် brand တစ်ခုပေါ်မှာတိဆောက်ပြီးတော့ကိုဒီလမ်းကြောင်းတစ်ခုပေါ်မှာရက်တည်နိုင်အောင်စူးစမ်းလာတဲ့အတွက်လည်း အရန်ကိုပုံလူမိရယ်ပေါ့နော်ဆိုတော့အဲ့အတွက်လည်းအရန်ပုံလေရိုးရိုးရှင်းလို့ပြောခြင်းတယ်နောက်ဒီတက်မကအော်30မြောက်ကနေစပြီးတော့နောက်ထပ်စိတ်တည်တွေမြောက်များစွာလည်းဖွင့်လှစ်နိုင်ပါစေအောင်မြင်မှုကိုလည်းအများကြီးပိုက်ဆိုင်ပါစေလို့ဆုတောင်းပေးခြင်းပါ